ငိမ့်ချန်းစွာစုဝေးလှဲ့လှဲ့ခွင်းနဲ့ပတ်သက်ပြီးမြို့နယ်ရဲမှူးမြို့နယ်ထွေအုပ်တွေကအကြောင်းပြချက်မခိုင်လုံမဲပယ်ချမယ်ဆိုရင်ဌာနဆိုင်ရာစည်းကမ်းအရာအပြစ်ပေးအရေးယူမယ်လို့တရားစီရင်ရေးနဲ့ဥပဒေရေးရကော်မတီဥက္ကဋ္ဌသူရဦးအောင်ကိုက DVB ကိုပြောကြားခဲ့ပါတယ်။ဥတုရိန်သတင်းပေးပို့ထားပါတယ်ရှင်။ ပထမအကြိမ်ပြည်သူ့လွတ်တော်နမမပုံမှန်စီဝေးရဲ့16ရက်မြောက်နေ့ကိုနေပြည်တော်မှာရှိတဲ့ပြည်သူ့လွတ်တော်ခန်းမဆောင်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဲဒီစီဝေးမှာတရားစီရင်ရေးဥပဒေရေးရာနဲ့တိုင်ကြားစာအတနာခန်းစာများစီစီဆောင်ရေးကော်မတီဥက္ကဋ္ဌကငင်းငင်းစွာစူဝေးကွင်းနဲ့စီတန်းလက်လက်ကွင်းဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီးပြင်ဆင်တဲ့ဥပဒေကြမ်းကိုတည်သွင်းခဲ့ပါတယ်။အဲဒီဥပဒေပြင်ဆင်ချက်နဲ့ပတ်သက်ပြီးကော်မတီဥက္ကဋ္ဌသူဟာဦးအောင်ကိုဟာ DBB နဲ့တွေ့ဆုံစဉ်အခုလိုပြောပါတယ်။ဟုတ်သောခန်းလုံးသောကြုံးမဲ့ခြင်းမရှိဘဲနဲ့ပေချမဆိုရင်ပေချသူရဲ့ပြစ်ဒဏ်ဖြစ်ပါတယ်။အတုကိုလည်းပေချသူသူဌာနဆိုင်ရာ not see gan ya yeah. ူလည်းပြပေးယူနေပါလေအဲ့ဒီဟိတဆွေးနွေးထားပါလေအဲ့ဒီဥပဒေမှာပါဆောင်ဖြစ်ပါလေသိကြပါလေအများကြီးတက်တာနော်ပြောနေတော့ပါယုံကြည်ပါလေအဲ့ဒါပေါ့ငေးစုစီဥပဒေပြင်ဆင်ချက်မှာထောင်နှံကိုတဝက်ထီလျှော့ချထားပေမဲ့ငွေဒဏ်ရင်တတ်မှတ်ပေးဖို့နဲ့ငွေဒဏ်မဆောင်နိုင်မှသာထောင်နှံတတ်မှတ်ပြင်ဆင်ချက်အနေနဲ့တင်သွင်းသွားမယ်လို့တင်ငန်းချုပ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ကပြောပါတယ်ကျွန်တော်ကထောင်နှံကို မလွဲမသွေပါချစီအဲ့တော့ကျွန်တော်ကတော့ငွေဒဏ်ရင်တတ်မှတ်ပါ ပြီးမှဝေဒါမပေးနိုင်မှထောက်တာသတ်မှတ်ပါတော့ဒါဒီကျေးတဲ့နိုင်ငံကြီးကြောင်းလဲလာတဲ့ပြည်ထောင်ပေးခြင်းမူတရားပေါ့ဟာအဲ့ဒီမူနဲ့တိုက်နေအောင်23ရက်နေ့ပြီးဟာဒီဥပဒေကပတ်သက်ပြီးကျွန်တော်ပြင်ဆင်မှုတင်ရေစုစီဥပဒေနဲ့ပတ်သက်ပြီးအခုပြင်ဆင်ချက်မှာတော့ပုံမှန်18မှာထောင်ထဲနှစ်ကနေတနည်းပုံမှန်17မှာထောင်ထဲတနည်းကနေ6လ ပုံမှန်စကူမှာတော့ထောင်နဲ့6လကနဲ့3လအထိအသီးသီးလျှော့ချထားပါတယ်။အခုတင်သွင်းလိုက်တဲ့အဲ့ဒီဥပဒေကြမ်းကို3လကနဲ့6လတွင်စောင့်ကြည့်မှုတွေပြုလုပ်ပြီးလိုအပ်မယ်ဆိုရင်ဥပဒေကိုဖြတ်သိမ်းဖို့လွတ်တော်မှာတင်သွင်းသွားမယ်လို့သူကဥအောင်ကပြောပါတယ်။ငင်းငယ်စွာစူဝေးခွင့်နဲ့စီတန်းလက်လက်ခွင့်ဥပဒေကိုမူလတင်စဉ်ကမျိုးနယ်အုပ်ချုပ်ရေးအဖွဲ့နဲ့မျိုးနယ်ရဲတပ်ဖွဲ့ရဲ့ခွင့်ပြချက်ကိုယူဆရမလို့ပဲစတင်ပြီးပြုလုပ်နိုင်ပေမဲ့အခုပြင်ဆင်လိုက်တဲ့ဥပဒေကြမ်းမှာတော့ခွင့်ပြုမယ့်အစားခွင့်ပြချက်လို့ပြင်ဆင်လိုက်ပြီးခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲပယ်ဖျက်ခြင်းမပြုရဆိုတဲ့အချက်တွေပါဝင်ပါတယ်။ကျွန်တော်သူတွေကပြည်သူ့တို့တော်ကနေတင်ပြပို့ထားတာပါ။